အားလုံးပဲမင်္ဂလာပါရှင်ဒီကောင်မှာတော့ဒကြံစတုတီတိုင်းမှာတွေ့ရလိမ့်များဆုံးရှိရဲမုံကြစီတာကူလုံးနည်းလေးကိုလောက်သွားမှာပဲဖြစ်ပါတယ်ကြည့်ရှုပေးပါအောင်ရှင်ဒါကတော့မုံကြစီတာကူလုံးဖို့အတွက်ပအဝင်နဲ့ပအဝင်ပစ္စည်းလေးတွေပါပရမအူဆုံးနေနဲ့တော့ကောင်းငင်မုံ150ဂရမ်တထုပ်စာကိုသုံးမိထားပါတယ်ပြီးရင်တော့စံစိမ့်မုံကိုစတီးစုံနဲ့နှစ်စုံစာသုံးပါမယ်စားအနေငယ်တဲ့ပါမယ်ပြီးရင်တော့မှုန်ပြီးပါမယ် ရေဟူကတော့ဒီမှာနူးစီခွက်ရဲ့တဝက်စာသုံးထားပါတယ်ရေဟူကမုံလုံးကြီးပေါ်လှုပ်တော့လို့ပဲပေါ့နော်တခါတည်းထဲတာမျိုးမဟုတ်ပဲနဲ့နည်းနည်းထဲလိုက်နေပြီးလိုက်လှုပ်ပြရပါတယ်မုတ်သားလေးကိုလက်ဖနောက်လေးနဲ့ပဲဖြည်းဖြည်းချင်းစီနည်းနည်းပြရပါတယ်နေပင်းနဲ့မှမုတ်သားလေးရပြီဆိုလို့ရှိရင်တော့အခုလိုမျိုးပေါ့နော်ဆွဲလိုက်ရင်ပါလာမယ်ပြီးသွားရင်စာလေးတွေ အခဲလေးတွေကြတာမျိုးမရှိတော့ဘူးဆိုရင်တော့ရပြီပေါ့နော်။သူ့ကို45မိနစ်လောက်ခဏထားပေးထားပါမယ်။အခန်းပူချိန်တွင်းမှာမယ်ထားပေးထားပါမယ်။မုတ်သားလေးနှက်ထားတဲ့အချိန်မှာပဲထညာကလေးကြူမယ်ပေါ့နော်။ထညာရည်ကြူတဲ့အခါမှာဒီမှာထညာခဲကို22ခဲသုံးထားပါတယ်။အချိုဓာတ်ကတော့အတော်ပဲပေါ့နော်ပြီးသွားရင်အိုးစက်မပြတ်မွေပေးရပါတယ်ထညာအောင်မှာတူးသွားတာတို့ကတ်သွားတာတို့မဖြစ်အောင်လို့ပါ ကြားချိုရမသုံးပါနော်ဒီမှာထညက်ပဲတည်တန်းသုံးပါမယ်စကားလေးနဲ့စစ်ပေးပါမယ်သဲတွေခဲတွေမကြအောင်လို့ပါပြီးရင်တော့မုတ်ပေါ်မှာဖြူစားဖို့အတွက်ကိုအုံသီးလေးကိုချစ်ပေးထားပါမယ် 45မိနစ်နေလို့မုတ်သားလေးရပြီဆိုလို့ရှိရင်တော့မုတ်ကိုစလုံးမယ်ပေါ့နော်မုတ်ကိုလုံးတဲ့အခါမှာဒီတစ်ခေါက်ကအကြီးမဟုတ်တော့ဘဲနဲ့မုတ်ကြစည်းသားကိုဆိုတဲ့အတိုင်းပေါ့နော်ခုနံမယ်လေးအတိုင်းပဲမုတ်ကြစည်းအရွယ်လောက်ပေါ့နော်ကြစည်းအရွယ်လောက်မုတ်လုံးလေးတွေပဲလုံးပေးပါမယ်အလုံးသေးလေးတွေပဲလုံပေးမယ်ပေါ့နော်အလုံးသေးလေးတွေရပြီဆိုလို့ရှင်တော့ရပါပြီသူကပွက်ဆူနေတဲ့ရင်သွေးအိုးတဲကိုထည့်ပြီးတော့မှပြုတ်ပေးထားပါမယ်မလုံးကြီးပေါ်လုံနေလေးအတိုင်းပါပဲနော် သူကမုတ်သားလေးကကျက်လာပြီဆိုလို့ရှိရင်လည်းသူကအပေါ်ကိုတက်လာတာဆိုတော့လေအဲ့အပေါ်တက်လာတဲ့မုတ်လုံးလေးတွေကိုယူပြီးတော့မှရေးစလုံးထဲကိုထည့်ပြီးတော့မှဆဲပေးထားပါမယ်။ရေးစလုံးထဲကိုထည့်ပြီးတော့မှစင်ရတဲ့အကြောင်းရင်းကတော့မုတ်သားလေးတွေတစ်လုံးနဲ့တစ်လုံးကပ်မသွားအောင်လို့ပါ။ရည်ထဲထားတဲ့ခွက်တဲကိုတာကူလေးတွေကိုထည့်ပေးပါမယ်။ပါကူလေးတွေကိုထည့်ပြီးတော့မှရေနဲ့အနှဲငယ်စေချောပေးထားပါမယ်။ ယူသွားလို့ရှိရင်တော့တာကူလေးတွေကိုစစ်ပြီးတော့မှရင်ွေးတဲ့ကိုထည့်ပြီးတော့ပြုတ်ပေးပါမယ်။တာကူပြုတ်တဲ့အခါမှာတာကူမျက်စိလေးတွေပျောက်လွင်နေပါဖြစ်လာပြီဆိုရင်တော့ရပါပြီ။ယူသွားရင်တော့အားလုံးကိုပေါင်းတော့မယ်ပေါ့နော်။ပေါင်းပြီးတော့လှုပ်တော့မယ်ဆိုတော့ထညက်ဂျိုးထားတဲ့ဟာလေးကိုအရင်ထည့်ပါမယ်။ယူသွားလို့ရှိရင်တော့လုံသားတဲ့မုတ်ချစီလေးတွေကိုထည့်ပါမယ်။ ရင်တော့စောစောကပြုတ်ထားတဲ့တာကူပေါ့နော်တာကူကိုထည့်ပါမယ်။ရင်တော့အလုံးကိုသမအောင်မှွေပေးမယ်ပေါ့နော်။ပပွားဆူလာပြီဆိုရင်တော့ရပြီပေါ့နော်။သူ့ကိုရတာအတွက် စားလေးနဲ့ငယ်ထည့်ပေးပါမယ်။ခုလိုမျိုးထညက်ရီစီစီပြပြလေးနဲ့ပွက်လာပြီဆိုရင်ရပါပြီ။ပြီးရင်တော့အုံဒီလေးဖြူပြီးစားသုံးလို့ရပါပြီ အခုဆိုလို့ရှိရင်တော့ဒကြံစတုဒီတာတွေမှာတွေ့ရများလေးရှိရယ်မုတ်ချာစီတာကိုလုံနီလေးကိုလုတ်ပြသွားတာပဲဖြစ်ပါတယ်ကြီးစုပါပေးခဲ့တဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်